မကံမကောင်းအိမ်တော်ကြီးကံမကောင်းဘောနော်ကံမကောင်းဆိုတာဘယ်သူမှအမပြစ်ပြောလို့မရဘူးဘောနော်အမဒီလူမှာဒါရှိမှအမမသိဘူးဘောနော်မသိတဲ့အချိန်မှာအမမှားခဲ့တယ်အမမှားတယ်လို့သိလိုက်ရတဲ့အချိန်မှာအမအရန်နှောက်ကြသွားပြီလေပြုံးပြုံးလေးနဲ့ပဲအမခလေးကိုအမတက်ရောက်တဲ့နဲ့အမခွန်အားနဲ့ပဲအမမွေးထုတ်လာသူအမသားလေးအသက်က15နှစ်တည်းရောက်ပါတယ်တိလို့ပဲဖြစ်ဖြစ်မတိလို့ပဲဖြစ်ဖြစ်သူများမိသားစု မျက်ရည်ကျမဲ့အလုပ်ဒုက္ခရောက်မဲ့အလုပ်ကိုဘသူကမှမလုပ်စေချင်ဘူးသူတို့မှလည်းသူတို့ရဲ့ကိုယ်ပိုင်မိသားစုဘဝလေးဆိုတာရှိတယ်လေနော်အဲ့တော့ကိုယ်ပိုင်မိသားစုဘဝလေးကိုအမမပျက်စီးစေချင်ဘူးသူများမျက်ရည်ကျမှာကိုပျော်ရွှင်ရမဲ့အလုပ်ကိုလည်းအမမလုပ်စေချင်ဘူးဒီနနဲ့နဂါမလှစားမှာမကြီးကဘာဝန်တော့ညုံမီဆိုတာရှိတယ်ညုံမီတိန်းတယ်သူနဲ့အတူတူဟိုမာယူတောင်ဒီရွာထဲမှာပေါ့နော်အဲယူမာကြီးပေါ့အဲအဲ့လိုမျိုး နှိပ်ဆက်တာပေါ့အဲ့ကံပါလာဆရာကနာကျော်သူရိုက်တဲ့ကားတိုင်းနဲ့အမြဲတမ်းကိုရီကိုလည်းနေနေရတခုအမြဲတမ်းပေးပေးရိုက်တာအဲဒီကားမှာဆိုလို့ရှိလို့ရှိရင်လည်းအဲအမတ်တရားဆိုလို့ရှိရင်ခုနပြောသလိုပေါ့ဘလို့ပဲဖြစ်ဖြစ်ပြောရမယ်ဆိုရင်ပြောစရာတွေအများကြီးအမတ်တရားတွေအများကြီးပဲပြောလို့လည်းကုန်မှာမဟုတ်ဘူးကံကံဤအကျိုးစားတကယ်ယုံကြည်မှုရှိပါတယ်။ဟောနော်ကံဤအကျိုးစားနှုတ်ကြောင့်လေဒုက္ခရောက်တယ်လို့ကိုယ့်ရဲ့နှုတ်ကြောင့်လေသူများအပေါ်မှာကုညီယာရောက်ပြီးတော့သူများတွေအကျိုးရှိသွားတာတွေလည်းအများကြီးရှိတယ်။ အဲ့ဒါလည်းအခုမာကြီးကိုတိုင်းကလည်းဒီကန်ကန်ကြီးအယူလက်တွေ့လည်းခန်းစားထားတဲ့လူတယောက်ဆိုတော့เนาะဟိုဒါယုံကြည်စေခြင်းတဲ့လူတိုင်းကိုပေါ့เนาะတကယ်ချင်းတယောက်နဲ့ပတ်သက်ပြီးတော့သူရဲ့အိမ်တော်ကြီးတစ်ခုမှကိုကပြောခဲ့မိတယ်ဒါအပြူတော့อ่ะပေါ့เนาะဒီကားလေးရိုက်တော့ပို့ပြီးအမှတ်ရတာအပြူတော့อ่ะပြောခဲ့မိတယ်ဒီကားလေးမှာဘယ်လိုလေးပေါ့เนาะတကယ်ချင်းအဲ့လိုဖြစ်တော့အဲနေရအဲ့ဒါဘယ်လိုဘယ်ညာသားဆိုအဲ့လိုမျိုးလေးတွေကိုနှုတ်နဲ့ဆော့ကားခဲ့မိတယ်ပေါ့เนาะအဲကိုတကယ်ချင်းဘက်ကနေနာပြီးတော့နှုတ်နဲ့ဆော့ကားမိတယ်အဲ့ဒီဟာ ကိုပြန်ခံစားလိုက်ရတယ်ကိုပြန်ခံစားအိမ်တော်ကြီးပဲပေါ့ကိုပြန်ခံစားရတယ်ကိုလက်တွေ့တကယ်ဒီနေရာလေးကိုသူမြောက်ပြောလိုက်တဲ့နေရာလေးကိုမမျော်လင့်မဲနဲ့ကိုရောက်သွားတယ်မကံမကောင်းအိမ်တော်ကြီးကံမကောင်းဘူးနော်ကံမကောင်းဆိုတာဘာလို့မှအမပြစ်ပြောလို့မရဘူးပေါ့နော်အမအရင်ဘဝကတိတ်ဘဝဘသူဘသူတွေအမဘလိုတွေပြုမှုခဲ့လဲဘလိုတွေဘာတွေလုပ်ခဲ့လဲဆိုတာတော့အမလည်းမသိဘောနော်လက်ရှိအခုဒီဘဝမှာဆိုလို့ရှိရင်အမဒီအိမ်အောင်ရစ်ကလုံးဝ ကောင်းခဲ့ဘူးဟိုအမမှားလို့ဘယ်လိုခေါ်မလဲမတိလို့ပဲအမမှားခဲ့တယ်အမားတစ်ခုပဲဒါပေမဲ့အဲ့ဒီအမားကိုအမရအောင်ရင်ဆိုင်နေအမအဲ့ဒီအမားကြီးကိုမှားသွားပြီးဆိုပြီးတော့မမှားတာပဲလေ80မှားလိုက်ပါမယ်ဆိုပြီးတော့အမအိမ်အောင်ရေးမှာအမဆက်မမှားအမမတိလို့မှားလိုက်တဲ့အမကိုအမဒီနေ့ဒီချိန်ဒီအမခါးစည်းခံမယ်အမရင်ဆိုင် အမဒီလူမှာဒါရှိမှအမမတိဘူးလို့ပေါ့နော် တိတဲ့အချိန်မှာအမမှားခဲ့တယ်။အမမှားတယ်လို့တိလိုက်ရတဲ့အချိန်မှာအမအရန်နှောက်ကြသွားပြီလေ။နှောက်ကြသွားပြီမဲ့အမဒီနှောက်ကြသွားလို့ဆိုပြီးတော့ဟိုဆက်ပြီးတော့အမဆက်မမှားဘူး။အမအမတယောက်တည်းပေါ့နော်အမအခုအမအမကိုအမနောက်ဆုတ်လိုက်တယ်။အမတယောက်တည်းပဲအမဖာအမအခုပေါ့နော်။ရင်ဆိုင်နေပေါ့နော်။နောက်ခုအမအတွက်အမသားလေးရှိတယ်ပေါ့နော်။အမသားလေးနဲ့အမလက်တွဲပြီးအမသားလေးကိုအမလက်တွဲပြီးတော့အမသားလေးရှိမှအမမမမမရက်တည်ပြီးတော့အကုန်လုံး မရှင်ဆိုင်တယ်ဘသူမှပြပြောလို့တော့မရဘူးဒါကလည်းအမကလည်းမတိလို့မှားတယ်တစ်ဖက်လူကလည်း तू ကတော့တိမ့်ပဲတိမ့်မှာပေါ့နော်အမကတော့မတိလို့မှားပြီမယ်အဲ့ဒီလူကမတော့အပြစ်ပြောလို့မရဘူးကြီးနော်ဘာဖြစ်လို့ကိုကိုတိုင်းမှားလိုက်တဲ့အမဆိုတော့ဒီလူကမမအပြစ်ပြောပိုင်မယ်လုံးဝမရှိဘူးအဲ့တည်းအမဘသူမှအပြစ်မပြောဘူးအမမှားတယ်အမကိုအမပဲစုံပါတယ်အမကိုအမပဲထိမ့်လို့ကမှနောက်ဆုတ်လိုက်ဟင်း ါတယ်။လိမ္မာဥပိတ္တကြီးကိုရှိနေပါတယ်။ဒီတိရတော့အရင်တော့ကြပါသေးတယ်။အမခလေးကိုဝင်လေးနဲ့ဖြစ်သွားတယ်။ဒါပေမဲ့ခုနပြောသလိုပေါ့ဘလို့ကြောင့်မဲမာမာမတိလို့ပဲမာမာတိလို့ပဲမာမာကိုမားပြီးတဲ့အမားတစ်ခုအမားပြုံးပြုံးလေးနဲ့ရင်ဆိုင်နေ။အဲ့ဒီအမားတို့ကိုအမားရှစ်ဆက်ပြီးတော့ဒီနေရာမှာငါဆိုရင်ဟောဘာလုံးမိမှလဲဆိုတော့အတွေးလေးကိုအမတွေးလိုက်တယ် အဲတွေးပြီးတဲ့အခါကျရင်သူလည်းအဲ့ဒီလိုမျိုးလေးပဲလှုပ်ချင်လဲလှုပ်မှာပဲမှန်ပါပါဆိုတဲ့အတွေးလေးနဲ့ပေါ့နော်အမနောက်ဆုတ်တယ်အမအာဒီချိန်ကြီးပေါ့နော်တငယ်ချင်းပေါင်းတင်းနေဆိုလို့ရှိလို့ရှိရင်ဖြစ်ချခလိမလို့ရှိနေဖြစ်ချမင်းလှုပ်တော့တရားမယူနဲ့တော့အမကိုတငယ်ချင်းနေတော်တော် များများပေါ့နော်တာစီးခဲ့တယ်ပေါ့နော်တာမြင့်တယ်လှုပ်ခိုင်းတယ်အမမလှုပ်ခဲ့ဘူးဘာဖြစ်လို့လဲဆိုတော့အမမာတဲ့အမကိုဘာမှ မတိနာမလဲတဲ့အမရဲ့ရင်သွေးအမရဲ့ခလေးအမထိခိုက်မခံနိုင်အဲ့အတွက်သူတို့ပြောတာလေးအိဗာတငယ်ချင်းရဲ့အိဗာဆိုပြီးတော့လေပြုံးပြုံးလေးနဲ့ပဲအမခလေးကိုအမတက်ရောက်တဲ့နဲ့အမခွန်အားနဲ့ပဲအမမွေးထုတ်တာသူအမသားလေးအသက်က15နှစ်တည်းရောက်ပါတယ်အမအေးစစ်စစ်ပဲသူတို့လည်းအေးစစ်စစ်ပါပဲသူတို့နဲ့လည်းဘာမှဖြစ်ပါဘူးအမလည်းအေးစစ်ပဲဘာလို့အေးစစ်ဆိုအမကိုယ့်ဘဝနဲ့ကိုယ်နေနေတာလေနော်အနောက်ရှက်မှမပေးတာအမကြောင့်ဘသူ့ဘဝမှအမကဒုက္ခမရောက်စေချင်ဘူးဘသူ့ဘဝမှလည်းဒုက္ခမပေးဘူး ိုက်တော့အမဘအမအမမဘအမအမနေတယ်ကိုကတယောက်တည်းပါပဲတယောက်တည်းပဲအေးဆေးပဲဒါလေးနဲ့ဆိုလားနှစ်ယောက်ပေါ့အေးဆေးဆေးပါတိလို့ပဲဖြစ်ဖြစ်မတိလို့ပဲဖြစ်ဖြစ်သူများ မိသားစုမျက်ရည်ကြားမဲ့အလုပ်ဒုက္ခရောက်မဲ့အလုပ်ကိုဘသူကိုမှမလုပ်စေချင်ဘူးအဲ့ဒီအတွက်ကဘာလဲဆိုရင်ကိုကိုတိုင်းစင်ញံမဖြစ်မှာသူတို့ကလည်းသူတို့ရဲ့ကိုပိုင်မိသားစုဘဝလေးဆိုတာရှိတယ်လीနော်အဲ့တော့ကိုပိုင်မိသားစုဘဝလေးကိုအမမပျက်စီးစေချင်ဘူးသူများမျက်ရည်ကြားမှာကိုပျော်ရွှင်ရမယ့်အလုပ်ကိုလည်းအမမလုပ်စေချင်ဘူး ဒါကြောင့်မို့အမအခုအမသားလေးကိုလည်းအမအမြဲတမ်းဆုံးပါဒ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 ီလိုရှိတယ်နော်ဒီလိုတွေမလုပ်ရဘူးလည်းတော့ဆယ်တခုခုပြတော့မမေကိုကြည့်မမေဒီမတိလို့မမေမှားခဲ့တယ်မမေတိတယ်မမေနောက်ဆုတ်တယ်တတ်နိုင်ရင်အသားလေးအမေကိုကြည့်ပါအမေကိုကြည့်ပြီးသင်ငန်းစာယူပါလို့ပဲအမေအမေသားလေးကိုအဲ့လိုပေါ့နော်သားလေးအမေပဲကြည့်အမေကိုပဲကြည့်အမေကိုပဲသင်ငန်းစာယူသူများပတ်ဝန်းကျင်နေပါတော့အဲ့လိုမလေးလာခိုင်းဘူးဘာဖြစ်လို့လဲဆိုတော့လက်ရှိကို့အမေရဲ့ယက်တီမှု ူမြင်နေရတာပဲလေနော်ကိုကအရင်ဘဝကကိုရေအတိတ်ဘဝကအဲဘယ်သူတွေကမလုပ်ခဲ့လို့မသိလို့ဒီဘဝမှာပြန်ပြီးတော့ခံရတယ်ဒါပေမဲ့အဲ့လိုပြန်ခံရတဲ့အချိန်မှလည်းတိပါပြီမလားအဲ့ဒီအကျွေးကိုမရှုနဲ့တော့ချက်ချပလိုက်အဲ့ဒါအကောင်းဆုံးပဲ